situation analysis အခြေအနေကိုသုံးသပ်ပြီးတော့မှဆုံးဖြတ်တာနော်တနည်းအားတော့ဘာဖြစ်မလဲဆိုရင်ဆရာမစောစောပိုင်းကပြောခဲ့တယ်လုံငါလုံငါသူ့အပြင်ပမှာပြင်ပရဲ့စီးပွားရေးနယ်ပယ်ကြီးရှိတယ်အခြားစီးပွားရေးတွေလုံငါနဲ့ဥပမာ ဆိုကြပါစို့နော်ပြန်နေနေပြန်ပြီးမှပြောရမယ်ဆိုရင်ဆရာမတို့အချိုးရေးလုံငါ နော်အချိုရဲ့လုပ်ငန်းမှာတူးချင်းတူးချင်းတူးချင်းလုပ်နေတဲ့လုပ်ငန်းတွေရှိတယ်နော်ဥပမာဆိုကြပါစို့လွယ်ဟိန်းရှိတယ် max ရှိတယ် mgs ရှိတယ်အဲ့ဒါစီးပွားရေးလုပ်ငန်းတွေကအချိုရဲ့လုပ်ငန်းတွေအဲ့ဒီတစုကြီးကိုဘာခေါ်လဲနော်စီးပွားအာလုပ်ငန်းစု အချိုရဲ့လုပ်ငန်းစုဆိုတာရှိမယ်အဲ့အဲ့ဒီအချိုရဲ့လုပ်ငန်းအဲ့တော့လုပ်ငန်းရဲ့ max အတွက်လုပ်ငန်းစုကြီးကသူ့အတွက်ပြင်ပဖြစ်သွားမယ် ဟုတ်လားနော်နောက်တစ်ခါဒီအချိုးရည်လုံငန်းရဲ့ပြင်ပမှာဘာတွေရှိသေးတယ်လဲနော်ကျမရည်လုံငန်းနေရှိမယ်နော်စီဘာလို့ပညာရည်လုံငန်းနေရှိမယ်နော်အထယ်ကျုပ်လုံငန်းနေရှိမယ်ဟိုတယ်လုံငန်းနေရှိမယ်အဲ့ဒါကနော်အချိုးရည်လုံငန်းစုရဲ့ပြင်ပ external ရရှာမအခုအဲ့ဒါကိုရှင်းနေတာပါလဲဆိုရင် external ဆိုတဲ့သဘောကိုရှင်းနေတာအဲ့တော့ external ရဲ့အခြေအနေတွေရှိရမယ် နော်အဲ့တော့လုပ်ငန်းတစ်ခုကစဉ်းစားတော့မယ်နော်ကိုကပါလဲ plan လုပ်မယ် goal set လုပ်မယ်နော်အဲ goal စမှတ်မယ် plan လုပ်တော့မယ်ဆိုရင် ကိုလုပ်ငန်းပြင်ပမှာဘယ်လိုတွေရှိသလဲအခြေအနေတွေကြည့်ရမယ်ကိုလုပ်ငန်းတစ်ခုလည်းကိုကွက်ပြီးကြည့်နေလို့မရဘူးနော်ဥပမာဆရာမပြောပြရမယ်နော်ဆရာမတို့နော်ကျောင်းသားဘဝတုန်းက ဒီကယ်ကူလေတာတွေเนาะမရှိဘူးเนาะဆရာမတော့တွက်ရင်ခေါင်းထဲမှာကိုယ့်အကူတွက်ရတာเนาะအများဆုံးပါရှိလဲဆိုရင် engineer တွေသုံးတယ် slide rule ဆိုတာရှိတယ်အဲ့ဒါလေးเนี่ยဖြားပြီးမှလုံလိုက်ရင်เนาะဒါအဲ့ဒါကို square root တွေပါလေအဲ့ဒါနဲ့တွက်ရတယ်အဲ့တော့အဲ့ဒီအဲ့ဒီအဲ့လိုတွက်တဲ့ကိရိယာကိုပါလဲဆိုရင် slide rule လို့ခေါ်တယ်အဲ့ဒီတော့ကတော့ engineer တွေပဲသူတို့ဘာလို့နေရာတွေအတိုင်းတာတွေသုံးတာ အဲ့ဒါအဲ့ဒီ slide rule လောက်ရောင်းတဲ့ပုံကောပေါ့နောက်လုပ်ငန်းကသူ slide rule လေးကိုပို့လိုက်ရင်ချောအောင်လှအောင်ကောင်းအောင်သူကိစ္စပဲသူကြည့်နေတယ်ဟုတ်လားနော်အဲ့ဒီအချိန်မှာဂျပန်က calculator ထုတ်လိုက်တယ်ဟုတ်လားနော် calculator တွေထွက်လာတယ် ထွက်လာတဲ့ခါကျတော့သူ slide rule ကြီးဘယ်သူမှမတော့ဘူး။ဟုတ်တယ်မလား။အဲ့ဒါကျတော့ဘာဖြစ်မလဲဆိုရင်ကိုကနော်လောက်တော့မယ်ဆိုလို့ရှိရင်ကိုအတွင်းတစ်ခုတည်းကိုကြည့်နေလို့မရဘူး။ပြင်ပကိုလိုက်ပြီးမှကြည့်ရတယ်။ Now example တစ်ခုဆရာမပေးမယ်။နော်အဲ့ဒါဘာလဲဆိုရင်နော်အာလက်ပနာရင် နော် Rolex လက်ပတ်နာရီ Rolex ကအကောင်းစားလက်ပတ်နာရီကြီးပေါ့သူကောင်းတဲ့ကောင်လုပ်နေတယ်အဲ့ဒီအချိန်မှာဗာလဲ digital နာရီတွေထွက်လာတယ်အဲ့တော့ digital ကိုပြောင်းပြီးသုံးကြတဲ့ခါကျတော့နော် Rolex အယောင်းနေကြနော်ပြိုင်မို့ရနည်းနည်းခက်သွားတယ်အဲ့ဒါကြောင့်မို့ကိုပစ္စည်းလေးတစ်ခုလေကိုကောင်းအောင်ကိုအတွင်းမှာကြီးနေလို့မရဘူးဘာလို့ကြီးရလဲဆိုရင်ပြင်ပ environment ကိုလည်းအနည်းက analyze လုပ်နေရမယ်